ာဇာအရေးတုံ့ပြန်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ဥရောပသမတ်ကနိုင်ငံခြားရေးဝန်ကြီးများတွဲဆောင်ဆွေးနွေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂါဇာမှာအစ္စရေးတို့စီးရေးဆောင်ရွက်ထားတွေနဲ့ပတ်သက်ပြီးဘလို့တုံ့ပြန်ချမလဲဆိုတဲ့အပေါ်သဘောထားကွဲလွဲနေတဲ့အချိန်မှာဥရောပသမဂ္ဂမှနိုင်ငံခြားရေးဝန်ကြီးများဘရူဆဲမြို့မှာတနင်္လာနေ့ကတွေ့ဆုံခဲ့ကြပါတယ်။ လူဝခွင့်ရေးနဲ့ဒီမိုကရက်တစ်စီမင်းများအပေါ်အခြေခံထက် EU Israel အဖွဲ့အစည်းသဘောတူညီချက်ပြန်လည်သုံးသပ်သွားဖို့ရှိမှရှိအထူးကဆွေးနွေးခဲ့ကြတာပါစပိန်နိုင်ငံသား၏ဝန်ကြီးဟိုဆေးမန်ယူရဲအေဘာရက်စ်ကဂါဇာမှာလူသားမဆန်စွာ တိုက်ခိုက်နေခြင်းကိုရပ်တန့်ဖို့အတွက်သဘောတူညီချက်ကိုချက်ချင်းရဆိုင်ဖို့နဲ့လက်နက်ပိတ်ဆို့မှုများချမှတ်ဖို့တိုက်တွန်းလိုက်ပါသည်။ ပြင်သစ်နိုင်ငံရေးဝန်ကြီးရှောင်းနိုအေဘာရော့ကလည်းအစ္စရေးဟာသဘောတူညီချက်ပုံမှန်နှစ်ခုချိုးဖောက်ထားကာ EU အနေနဲ့ဇွန်လလမှာအရေးယူပေးဖို့ပြောသွားပါတယ်အစ္စရေးနယ်ပြူဟာမြောက်မိဖတ်များဖြစ်တဲ့ဂျာမနီနဲ့အီတလီတို့ကထောသဘောတူညီချက်ရဆိုင်ဖို့ကိုကန့်ကွက်လိုက်ပါတယ်။ EU နိုင်ငံသားရေးမူဝါဒ GK Culture Careless ကအဓိကရည်မှန်းချက်ဟာမြေပြင်မှလူသားချင်းစာနာကူညီမှုတွေတိုးတက်လာဖို့ပဲဖြစ်ပြီးဇူလိုင်လအရောက်မှမှတိုးတက်လာခြင်းမရှိရင် EU အနေနဲ့ပုံမပြင်းထန်တဲ့ဆောင်ရွက်ချက်တွေနဲ့ပြန်လည်သုံးသပ်သွားမယ်လို့ပြောပါထိ EU နိုင်ငံတွေအနေနဲ့တနိုင်ငံချင်းစီရဲ့အကျိုးစီးပွားဆုံးဖြတ်ချက်များကဂါဇာအရေးမှာစီးလုံးညီညွတ်တဲ့လှုပ်ရှားကိုဖုံးကွယ်ထားစေပါတယ်လို့သိရပါတယ်ရှင်။